ဩဒါနဲ့စကားမဆက်ပြီးခဲ့တဲ့အပတ်ကကျွန်တော်ပြောခဲ့တယ်နော်ကျွန်တော်ထိန်းချောင်းနဲ့ဟိုအိမ်ဖော်ပေါ့နော်အိမ်ဖော်ဒီခေတ်ခေါ်တော့အိမ်ဖော်ပေါ့လေဟိုဟာပေါ့ငွေစားသမီးပေါ့လေစိန်စိန်ကြီးနော်မိမကူနတ်ပေါ့နော်အနာဇူးရှိတာကျွန်တော်ကူမှာဆိုလို့ကြောက်ဖေုံယူကြောက်ဖေုံပြီးဟင်းကျူစသဖြင့်ကျွေးရင်ပြူရင်နဲ့ဒီအနပြောက်သွားတယ်ဆိုတာလေးကိုကျွန်တော်ကဗဟုသုတအဖြစ်ဒီနေ့လုံမငယ်တွေကိုကျွန်တော်ရဲ့သမီးလေးတွေမိလေးတွေ ြောပြမရှိကြပါနဲ့မရှိပါနဲ့သမီးတို့ဒီနေ့ပေါ်တဲ့ရေမွေးတွေလည်းသုံးရင်သုံးကြပါကြောက်ဖျုံဒီများများစားပြီးတော့အနံ့သက်ပျောက်ပါတယ်နော်အေးအဲ့ဒီမယ်ဥသူမောင်ဒီနေ့ပြောချင်တာဝတ္ထုအဲ့တော့ငငယ်ကဒီအိမ်ပေါ်လက်ပေါ်မှာ ကြီးလာရတဲ့ခလေးနော်နောက်တစ်ချက်ကျွန်တော်မှာကံကောင်းတာကကျွန်တော်ပြီးခဲ့တဲ့အပတ်ကပြောခဲ့သလိုပဲကျွန်တော်ခြီပိုးထင်းကြောင်းခဲ့တာတွေကဘယ်သူတွေလဲ ဆရာကြီးတကုံတားရဆရာကြီးဦးတင်တဲ့လာဆရာကြီးသောရာဆွေဆရာကြီးဗမောတင်အောင်စသဖြင့်ထိန်ကြောင်းခဲ့တယ်သူတို့ရဲ့ကိုငွေနော်အဲ့ဒါကြတော့အနတ်အသက်လို့ပြောလို့မရတော့သူတို့ရဲ့ကိုငွေတွေကလည်းကျွန်တော်ကိုပူကတ်နေလားမသိဘူးကျွန်တော်ဇာရေးဆရာဖြစ်ဖို့အကြောင်းဖမ်းလာအဲ့မှာကျွန်တော်ကြားဖြတ်ပြီးရည်စရာပြောအောင်မယ်ဗျတော်တော်ရှုပ်တဲ့အဖိုးကြီးဗျသိလားဆရာဥတော်ရာဆွေ ဆရာဦးတော်ရာဆွေအရက်တောက်တတ်တာဟုဒါတိုင်းပြည်လုံးသိပါတယ်တခြားစာရေးဆရာကြီးတွေကကျွန်တော်ငုံလို့ရှိရင်ခြီးပြီးတော့စိုက်ကားလေးနဲ့ကျွန်တော်ခြီးပြီးတခါတည်းအမေ့ရှိပြေးပြီးတော့ဟိုအခန်းတောင်ထဲမှာသွားပြီးပြုတ်ပြုတ်ပြုတ်နဲ့နှုတ်တက်ရရှာတယ်ဦးတော်ရာဆွေကတော့ဘလို့လုပ်လဲဆိုကျွန်တော်တောင်းညာလုံးအားကြည့်လို့ရှိရင်နှုတ်ဘူးတဲ့ကိုအရက်ထည့်ပြီးတော့တိုက်တယ်ချာတိတ်ပဲနှုတ်ဘူးဆိုဆူဆူဆူမူပြီးအိပ်ပျော်သွားတာပေါ့ ဲ့တော့ကျွန်တော်ရဲ့လက်ဦးဇရာကတော့ဇရာသောရာဆွေပါပဲဗျာအဲအဲ့လိုပေါ့နီးနော်အဲ့တော့ဇာရေးဇရာရဲ့ကိုငွေတွေစောစောကပြောတဲ့စိန်စိန်ကြီးရဲ့ကိုငွေတွေဟာကျွန်တော်ပထမအဦးဆုံးဝတ္ထုဖြစ်လာဖို့အကြောင်းပါပဲအဲ့ဒီဝတ္ထုလေးက1983ခုနှစ်အောက်တိုဘာလတုန်းရှုမွားမဂ္ဂဇင်းမှာကျွန်တော်စရေးခဲ့တာပါဝတ္ထုနာမည်ကငယ်အိမ်မဲတဲ့ငယ်အိမ်မဲတဲ့နော်အဲ့ဒီကြတော့ စောစောကပြောတဲ့နော်ထိန်းကြောင်းလာတဲ့မိမကြီးနော်ပြီးတော့ကြောက်ဖေုံကြီးကျွေးလို့ဒီမိမကြီးရဲ့ကိုနံ့ပြောက်တယ်ဆိုတာတွေကိုကျွန်တော်မထဲတော့ဘူးမထဲတော့ငင်းငယ်ရွယ်ရွယ်ဒီကလေးလေးတယောက်ကိုထိန်းကြောင်းလာတဲ့မိမတယောက်ရဲ့ကိုနံ့ကိုဆွဲလန်းမိတဲ့ကလေးတယောက်ရဲ့သဘာဝကိုကျွန်တော်ဖွဲ့တော့သူဒီအနံ့ဆုံးကိုကိုဒီကလေးလေးက ကြိုက်နေတာဒီအနံစိုးဟိုမရရင်ကိုအနားမှာဒီအမကြီးမရှိဘူးဆိုတာကိုသိပြီးထထငူတယ်ဆိုဆိုပြီးတော့မှဇာသဘောကတော့လေကျွန်တော်ဖွဲ့လိုက်တာကတော့ဟိုနေမှာပဲဟိုဇာသိမ့်ကြတော့လေဒီမျိုးသမီးကဒီကောင်လေးရဲ့အကူနဲ့ညားသွားတယ်ပေါ့လေကောင်လေးကတော့ဘာလေးကင်ထားလဲလဲထဲမှာဒီမိမကြီးကြံခဲ့တဲ့အင်ကြီးအဟောင်းကြီးကိုကင်ထားတယ်သူဆွဲမဲ့ခဲ့တဲ့အဲ့ဒီ ဂျိုင်းရင်းနံပေါ့ဗျာနော်ဒီအနန်ဇူးအင်ကြီးလေးကိုဂိုင်ထားရင်းနဲ့ပဲကျွန်တော်ဝတ္ထုကိုဇတ်သိမ်းလိုက်တယ်ဒါကျွန်တော်ရဲ့ပထမအဦးဆုံးဝတ္ထုလက်ရပါဆိုတော့ဒီအပတ်တော့ကျွန်တော်ဝတ္ထုလေးတွေအကြောင်းပြောမယ်လို့စိတ်ကူးထားတယ်ကျွန်တော်ရုပ်ရှင်တွေအကြောင်းတွေဂီတအကြောင်းတွေပြောတာလည်းများပြီလေများပြီဒီအပတ်တော့ကျွန်တော်ဝတ္ထုအကြောင်းအထူးသဖြင့်ဝတ္ထုဘယ်လိုရှာတယ်လဲဆိုတဲ့အကြောင်းလေးတွေ ပြောမယ်လို့ကျွန်တော်စိတ်ကူးထားပါတယ်ဒီလိုဗျဟိုကျွန်တော်တခါပြောမှုပါတယ်ရွှေမတင်မောင်နော်ရွှေမတင်မောင်ရဲ့သားကိုညုံဝင်းအရန်နာမည်ကြီးတဲ့အချိန်ကြတော့ပြည်သက်ကဝိုင်းဝိုင်းလေဖြစ်တဲ့အခါမှာဖွားဦးကြီးတယောက်ကအနာလာပြီးမျက်စိမုံဒီမုံဝါနဲ့ပေါ်တဲ့80ကျော်ဖွားကြီးကလာကြည့်တော့ကိုညုံဝင်းကလည်းအမေကျွန်တော်ညုံဝင်းလေးလို့ပြောလိုက်တဲ့အခါကျတော့မှပါလီကိုင်းကြည့်ပြီးတော့မှဩော်ကိုတင်မောင်သားမဟုတ်လို့လာကြည့်တာပါအကြောင်းလေးလည်းကျွန်တော်ပြောဖို့ပါတယ် အခုပြောမှာကတော့ဒီလိုပြကျွန်တော်စာရေးဆရာဖြစ်တဲ့အချိန်မှာကျွန်တော်ကသင်္ကန်းကျောင်းမှာနေတယ်ကျွန်တော်အဖေကဝန်နာမင်းယာမှာနေတယ်တယောက်ထည့်သွားနေတယ် lonely သွားနေတယ်ဆိုတော့ကျွန်တော်အဖေရဲ့ဘဝမှာအိမ်အောင်20ကြာခဲ့တယ်ကျွန်တော်အမေကတယောက်နောက်ထပ်အိမ်အောင်ဆက်တယောက်အိမ်အောင်ဆက်20ကြာခဲ့ဆိုတော့အိမ်အောင်20ကြာတယ်ဆိုတဲ့ကိစ္စကဒီခေတ်မှာတော့ရည်စရာကြီးပါဒါအိမ်အောင်20ကြာတယ်ဆိုတော့ ပြောနေရတော့အောင်ကိုထူးခြားတဲ့ကိစ္စမဟုတ်ပါဘူး။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကတော့ထူးခြားတယ်။ကျွန်တော်အဖေက40ကျော်အိမ်နောက်အိမ်တော်က20လောက်ပေါ့လေ။ကျွန်တော်အမေနဲ့သူတို့ချင်းအဆင်မပြေတာတွေရှိမှာပေါ့လေ။အဲ့တော့လင်မယားကွဲကြတယ်။ကွဲတဲ့အခါကျွန်တော်အဖေကသတင်းစာထဲမှာထည့်တယ်။မခင်ညူကြီးဤဘဝဤမျှသာဆိုပြီးတော့သတင်းစာတွေထည့်တယ်။ပြီးလဲပြီးတော့နောက်အိမ်တော် ပြုတ်တယ်။အဲ့ဒါကိုလည်းသတင်းစာမှာပဲ။ တရင်းစာဆရာတွေကိုဖိတ်ကြားပြီးတော့လက်ဖက်ရည်ဧကံပွဲနဲ့လက်မှတ်ထိုးတရားသူကြီးနဲ့လက်မှတ်ထိုးတပ်ပုံကြီးကကျင်းမုံတရင်းစာမျက်နှာဖုံးမှာတပ်ပုံကြီးနဲ့လှုပ်လိုက်တယ်ဒါကအဖေ့ရဲ့ sincerity ယူသားမှုပေါ့နော် နောက်အိမ်တော်သူ ပြုပါပြီဆိုတာကိုတိုင်းပြည်ကိုကြီးညာတာဒါပေမဲ့အဲ့ဒီခစ်ကတိတ်တိတ်ပုံနော်ကြိတ်ပုံစားတဲ့ခစ်ကိုဆိုတော့ပြောင်းလဲလို့ကတခါတည်းကျွန်တော်အဖေသာတို့ဝိုင်းတွေ့ကြတော့ဟုတ်ရဲ့ ိုပြီးပြောเสียဖြစ်လာတာကဘာလဲဆိုတော့အဖေကအဲ့ဒီသူတို့တခင့်မှာသောရာဆွေဟာတာ တင့်တယ်ဆိုရင် အချစ်ဗမော်တင်အောင်ဆိုရင် နိုင်ငံကြီးဟဲ့လားတာရုဆိုရင်အိန်အောင်ကြီးအဲ့ဒလူနာမည်ကြီးတဲ့ခင်မှာ哦အဲ့တော့အိန်အောင်ကြီးပြုပြင်ကြီးဒီမှာနာမည်ကြီးခဲ့တဲ့တာရုဟာဘာကြောင့်အိန်အောင်ကြီးပြက်ပြားရတလဲဆိုပြီးတော့ပြဿနာအကြီးကြီးတက်တော့တာအကြီးကြီးကိုတက်တာဘယ်လောက်အထိဖြစ်တယ်လဲဆိုရင် အဲ့ဒီမှာဆရာတာဂရုဆရာတာဂရုဆိုတာဒီနေ့ရှိပါတယ်ဟိုဗီဇာရွက်ရင်းနေဆရာတာဂရုဆိုရင်ဘလောက်အထိပြောတယ်လဲဆိုရင်ကျွန်တော်အကိုကြီးမောင်နှံကိုပြောတယ်ဟိကောင်နဲ့မင်းအဖေကိုမင်းလေးစားရလားတဲ့လေးစားသေးရလားတဲ့ကျွန်တော်အကိုကအဲ့လိုကဈေးတန်းကျွန်တော်ကလေးတန်းလေးစားရသေးရလားဆိုလိုတာတော့နောက်အိမ်တော်ပြုတဲ့အတွက်ကြောင့်မင်းအဖေကိုမင်းမင်းလေးစားနိုင်သေးရလားပေါ့လေပြောတဲ့အဆင့်အထိပေါ့ဖေဖေတငငယ်ချင်းမှာတငငယ်ချင်းကိုယ်တိုင်ကပြောတာနော် ဘလောက်ချစ်တယ်လဲဆိုရင်ဖေဖေကတခါလေးကြရင်အဲညအိတ်ပြက်တယ်ဆိုလို့ရှင်နေ့လည်းနေခင်ဆရာသားကလူအလုလုတဲ့တိုက်ကိုသတင်းစာတိုက်ကိုသွားပြီးတော့ဟေးဒူငါအိတ်ချင်လို့ကွာအေးအိတ်လေဒါအိနာအိတ်ပေါ့မမလို့ချင်မင်းပေါင်ပေါ်အိတ်မယ်ကွာဆိုပြီးတော့ဆရာသားကလူရဲ့ပေါင်ပေါ်မှာဆရာသားကအိတ်တော့ဟိုလူကြီးခင်မြန်မှာအလုမလုပါပဲနဲ့ရက်တောင်ခတ်ပြီးပြီးတော့ယင်ခတ်ပြီးချင်ခတ်ပြီးနဲ့ အဲ့လောက်အထိချစ်တဲ့ဇာတာကရိုးတော်စိတ်ဆိုးတယ်နော်ဦးလေးကိုတင်အောင်ဗမောတင်အောင်ဆိုရင်လည်းအိမ်မလာတော့ဘူးဦးလေးကိုတာယာဆိုရင်လည်းစကားမပြောတော့ဘူးအဲ့ဒီမှာသူဒူရီရဲ့သဘာဝပေါ့နော်ဟာသဇာယေးဆရာဆိုတော့ဟာသဆန်းဆန်းလေးပြောတာအဲ့ဒါအထူးခြားခြားဘူးလဲဆိုတော့ဥတော်ရာဆွေဆရာတော်ရာဆွေဆိုတော့အဲ့ဒီတော့ကျွန်တော်ကရှိတယ်ကြာ ကျွန်တော်ကကျွန်တော်အမေအကြောင်းကိုလိုက်သွားကျွန်တော်လေးတန်းပဲရှိသေးတယ်အဲ့ဒါအမေအကြောင်းလိုက်သွားပြီးတော့အမေနဲ့နေတဲ့အချိန်မှာဥလေးတော်ရာဆွေရောက်လာရောက်လာပြီးတော့မှကျွန်တော်အမေရဲ့ပခုံးလေးကိုကိုင်းပြီးတော့မတ်ညူတဲ့မသာရုပါတဲ့ကျွန်တော်အဖေကသာရုအဲ့ဒါကိုဆရာတော်ရာဆွေကမသာရုလို့ခေါ်တယ်နော်ဆရာတော်ရာဆွေကိုကြတော့ကျွန်တော်အဖေကတော်ရာခွေတဲ့ဆိုတော့ဟဲ့မညူညီးပါမအာမငင်နဲ့ မသာရုကညီးကိုယာရုတိုးပေးလိုက်တာမယားကြီးဖြစ်သွားတာဟုတ်အဲ့လိုရှိခဲ့ဘူးတာဟုတ်လေရှိခဲ့ဘူးတော့ကျွန်တော်ကစာရေးဆရာဖြစ်တဲ့အချိန်ကျတော့စဉ်းစားတယ်စဉ်းစားတယ်ဟုတ်တယ်အရင်တော့သာရုသာရုသာရုထွက်ပြီဘာဝုထုညာဝုထုအော်ဆရာမလို့သာရုထွက်ပြီသာရုထွက်ပြီဆိုရင်လည်းကုံကုံတာပဲသူကအိမ်အောင်ရေးပြုပြင်ရေးတွေကိုအလွန်အေးကောင်းတဲ့အဖေကိုကျွန်တော်အဖေကသူတော့ဒီလောက် ိမ်အောင်ရေးဝတ္ထုတွေအရေးကောင်းတဲ့အဖေဟာအမေဒီလောက်ကောင်းတဲ့ဒီလောက်ပြုတ်ပြောင်းတဲ့အမေကိုဘာကြောင့်ကွာရှင်းရသလဲသိကျင်တော့ကျွန်တော်ကတနေ့သင်္ကန်းညောင်းကနေပြီးတော့အဖေနေတဲ့ဝင်နာမယာသာလူချောင်းကိုကျွန်တော်သွားတယ်သွားတယ်မင်းမလို့သွားတော့ဟိုရောက်တော့အဖေမရှိဘူးတဲ့အပြင်သွားနေတယ်တဲ့ဇန်တန်ကျွန်တော်ထိုင်ဆောင်ဘယ်သွားတော့ စပင်သွားညံ့အော်အင်းပေါ်ထိုင်ဆောင်ကျွန်တော်ဖေရစပင်ညံ့ပြီဆိုရင်ပြောင်းနေအောင်ပြဒီထိတ်ကဘဲမီလေးပဲစပင်ရဲ့ထိတ်ကလေးနဲ့ဘဲအမီလေးလူအမွှေးလေးပဲကြံနေကြံတာကိုပြောင်းနေအောင်ညံ့တာဆိုတော့ကျွန်တော်ထိုင်ဆောင်နေရနိုင်ဝဲလောက်ကြတော့ပြန်လာတယ်ခုံမနဲ့ကလေးနဲ့သူကခုံမနဲ့အမျက်စီတယ်ကလောင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 ်ဆိုပြန်လာပြန်လာပြီကျွန်တော်ရောက်ရောက်ချင်းကြည့်တော့စပင်ညံ့မလာခဲ့ရဘူးစပင်ညံ့လာတာမတွေ့ဘူးသူညံ့ရင်ပြောင်းနေအောင်ညံ့တာ အဲ့နဲ့ပရိသန္ဓေစကားပြောတာပေါ့အဖေစပင်သွားညတ်တယ်ဆိုလို့လာရင်းကိစ္စကရေးမလို့စာရေးမလို့အိမ်အောင်ရေးအကြောင်းတလောက်အရေးကောင်းနေဇာတာတို့ဘာကြောင့်အိမ်အောင်20ကြာရတယ်လဲဆိုတာကိုမင်းမလို့ဇာရေးဆရာသူ့မောင်ကဟိုလဲရောက်တော့ခုနပြောတဲ့အတိုင်းစပင်ညလာတာမတွေ့တော့ကျွန်တော်ကပဋိသင်္ဍာရစကားပြောတယ်ဖေစပင်သွားညတ်တယ်ဆိုလို့အေးกว่าအဖေစပင်လဲညမလာပါလားလို့အေးกว่า ငါညှက်နေကြဆိုင်ငါသပင်ညှက်เสียမရှိလို့တဲ့တခြားဆိုင်ညှက်ပါလားဖေရဲ့လို့ငါသူနဲ့ပဲညှက်ချင်တာကွာ तू ကဘယ်သွားနေလို့လဲဖေလို့ तू သပင်သွားညှက်နေလို့သာကျွန်တော်မေးခြင်းနဲ့မေးခွန်းကိုမေးเสียမလို့တော့ပါဘူးသပင်ညှက်เสียဟာ तू သပင်ကို तू ညှက်လို့မရပါဘူးအဲ့ဒါလေးကိုကျွန်တော် 1998ခုနှစ်လောက်ကပဲရှုမွားမဂ္ဂဇင်းမှာရေးခဲ့ပါတယ်။အဲဒီဝတ္ထုလေးကလည်းဒိုတာဖောင်ဒေးရှင်းကနေပြီးတော့6ပါးသာပြန်ခဲ့ပါတယ်။အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်စကားမဆက်ပြောအောင်မယ်ဗျ။အမေရိကရောက်တော့အမေရိကမှာကျွန်တော်ဇာပီဆွေးနွေးပွဲသတ် တက်တော့အဲ့ဒီအကြောင်းလေးပေါ့လေဝတ္ထုနဲ့ပတ်သက်လို့ကျွန်တော်စာရန်နေဖတ်တာပေါ့လေစာရန်ဖတ်တော့အဲ့ဒီဝတ္ထုလေးကိုကျွန်တော်ကဖတ်ပြတယ် ဖတ်ပြတဲ့အခါကျတော့အံ့ဩစရာကောင်းတာတိုက်တိုက်ဆိုင်ဆိုင်အီတလီမှပေါ့အီတလီယံဇာတ်ရေးဆရာမကကျွန်တော်ဖန်ထောက်တယ်အဲ့ဒီဝတ္ထုကျွန်တော်လည်းဖတ်လိုက်ပြီးတော့ဟာတဲ့အိုဟန်နရီနဲ့သွားတူနေတယ်တဲ့ဟာငါနဲ့အိုဟန်နရီနှိုင်းစရာမလို့အိုဟန်နရီဆိုတာတကယ်ကဘာကျော်ကြီးပဲဆိုမှုန်ဖူးတဲ့သွားတူနေတယ်တဲ့ဘာတူတာရောဆိုတော့အိုဟန်နရီကဝတ္ထုတပုတ်ရေးဘူးတယ်ရွာလေးတွေ့ရမှာစပင်းညဆိုင်ဆိုင်လေးတစ်ဆိုင်ရှိတယ်ပေါ့လေဘာဘာရှော့ဒီဆိုင်လေးတစ်ဆိုင်မှာပဲ ကျန်းတဲ့တရွာလုံးကဝမ်းပြီးအာကိုပြီးသပင်ညှက်နေကြရတယ်ပေါ့ဆိုဇက်သိန်းလေးကဘာလဲဆိုတော့အဲ့ဒီသပင်ညှက်စရာဘယ်မှာသပင်သွားညှက်တယ်လဲမသိဘူးဆိုတာဩလို့မတော်တဆတိုက်ဆိုင်တာလीများလို့ဆိုတော့အမေရိကမှာကျွန်တော်ဂုံယူရတာပေါ့လीနော်အဲအဲ့လိုပေါ့လीနော်အဝတ်ထုဆိုတာလိုပဲရှားတာတီးမဲဟိုစကားမဆက်လीပြောရမယ်ဆိုလို့ရှင်အင်းပိဋကနားလေထားတာလीအ စာရေးဆရာဆိုတာကုံညာရှာရတယ်နော်မှတ်ပါတယ်မှတ်ပါတယ်ကုံညာရှာရတယ်ဆိုတာမှတ်ပါတယ်နော်မှတ်ပါတယ်အဲသရောင်းသားအကြောင်းကြီးချင်းသရောင်းသားတွေနဲ့ကပ်ပြီးတော့ပေါင်းရှာရတယ်ဆိုတာမှန်ပါတယ်နော်တတိနဲ့အကြောင်းကြီးချင်းတတိနဲ့ကပ်ပေါင်းပြီးရှာရတယ်ဆိုတာလည်းမှန်ပါတယ်သို့တော့ကျွန်တော်လူပုဂ္ဂိုလ်မျိုးကြတော့ဟိုကျွန်တော်သရောင်းသားတွေရတယ်ဘယ်နဲ့လို့သွားမလဲဒီမျက်မျက်ခွက်ကြီးနဲ့နော်ဆိုတော့ကျွန်တော်ကကျွန်တော်ရဲ့ အနည်းပတ်ဝန်းကျင်ကလူတွေရဲ့အကြောင်းကိုပဲကျွန်တော်ရှာရတော့တယ်တကယ်တမ်းကျတော့ဝတ္ထုဆိုတာတကယ်အဖြစ်ပြက်ကိုနော်မာယာဆိုတဲ့လှည့်စားမှုလေး ਨੇ ဖန်တီးတာအမှန်ရှင်းရှင်းလေးပါဆိုကြပါစို့ဗျာကျွန်တော်ပြောပြမယ်အယိုးရှင်းဆုံးဘာသာပြန်ဝတ္ထုဟာရူရောဘင်ဆက်ဟလာရှစ်ဆက်ကချင်းကြီးလေဒါဟုတ်ဘာသာပြန်နေအထောက်တော်လှအောင်လဲပြန်နေမောင်မိုးသူလဲပြန်နေစသဖြင့်ပေါ့လေဘာသာပြန်ပြန်တော့ တိတိကျကျနော်သူ့အတိုင်းမူရင်းအတိုင်းပြန်လာပဲတယောက်တယောက်မတူတယောက်က e z စသဖြင့်စာနဲ့ပြန်တယ်တယောက်ကတေမေစသဖြင့်စကားနဲ့ပြန်တယ်နော်အဲ့ဒါကိုကဘာကွာသွားတယ်လဲဆိုတော့အဲ့ဒီဘာသာပြန်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထားခြင်းကွာသွားတယ်ဆိုတာပေါ်လွင်နေတယ်နော်ဆိုလိုတာကဗျာဝတ္ထုဆိုတဲ့ပစ္စည်းတစ်ခုဟာနော်စာပေတစ်ခုဟာ ဘာပဲဖြစ်ဖြစ်မိမိနဲ့မိမိပတ်ဝန်းကျင်ကလွဲပြီးတော့ထွက်သွားနိုင်စရာအကြောင်းမရှိဘူးဆိုတာကိုကျွန်တော်ပြောချင်တာပါကျွန်တော်ပြောချင်တာတချို့ကသိထင်းနေတာကြာဟိုသူရေးတယ်ဆိုတာဇာတိဇာတိသိစဉ်းစားနေရတယ်ပါမဟုတ်ပါဘူးကျွန်တော်လည်းဇာတိဇာပါလေသိမစဉ်းစားရပါဘူးဖြတ်စုကြည့်လိုက်ဇာတိဇာရှူတော့တခုကဒေါင်းအောင်နေပြီကြည့်လိုက်ရင်မြင်အဲ့ဒါဝတ္ထုဖြစ်သွားလို့တာပါလေစူပါစုပြား တခါသားမှာကျွန်တော်တို့နားရက်ွက်တခုမီးလောင်နော်လူကြောင်အောင်ခဲကြပါအောင်ပေါ့ဆိုတော့ကျွန်တော်တို့နားအဲ့ဒါသူ့နာမည်ကနေပါအောင်ညဒေါ်ငိမ့်မဲတဲ့နာမည်ကလည်းငိမ့်မဲဒေါ်ငိမ့်မဲတဲ့အခင်လဲခင်အဲ့ဒါကျွန်တော်ကကျွန်တော်ကားလေးနဲ့ပြေးတာပေါ့ရက်ွက်ကမီးလောင်တော့အဲကားလေးနဲ့ပြေးဟိုရောက်တော့ကဲကဲလူကြောင်အောင်ဆိုတော့နှစ်ထပ်အိမ်ကြီးသူတို့ကနှစ်ထပ် ပြင်တော့အင်းအဲ့တော့သူကအတူချီစားတယ်သူလက်ထက်မှာလည်းရွှေငွေပစ္စည်းပစ္စည်းအရတွေကလည်းတပုံကြီးအဲ့တော့ဝိုင်းတဲကြပြူကြပေါ့ဝိုင်းကြပြူဘီရူကြီးကြံငင်းတို့အားချပေးပါအောင်အဲစသဖြင့်ဆိုရဲဘီရိုကြီးတွေချဂရင်းအကြီးဂရင်းကြီးကဖိုတန်လူကြီးဂရင်းကြီးချပေးကြအောင်သူငုံချမိရလဲကလာပြီပြင်းပြင်းနဲ့အဲသူ့အိမ်တအိမ်လုံးပြောင်းရောပြောင်းရောဆိုတာကမိလောင်တာမဟုတ်ဘူးအကုန်လုံးပစ္စည်းတွေအောက်ကိုရွှေ့ချဝိုင်းပြီးတော့လူလေးလူငယ်တွေနဲ့ဝိုင်းသေးလိုက်ကြတာအောက်ကိုရောက်တော့ပစ္စည်းပုံကြီးကအောက်ရောက် မီးကငြိမ်သွားတယ်မီးလည်းငြိမ်သူကငုံနေတာမလေးဟွာကြံငယ်လို့လုံးကြပါအောင်ငါဘာကြီးရဲ့ဓာတ်ပုံကြံငယ်လို့ယူပေးပါအောင်အာငိုယူအာဟိုနေဘဒူရှီယာပေါင်ထားတဲ့စိန်လက်ကောက်ကြံငယ်လို့အာယူပေးကြပါအာငိုယူအကြီးကျယ်ငူတာတော်ငြိမ်းမယ်ပြည်လည်းပြည်ရောမင်းငိမ့်သွားပြီဆိုတဲ့အချိန်မှာဒေါ်ငိမ့်မယ်စိတ်အေးသွားသလားဆိုတော့မအေးဘူးထန်ငူပြန် ဘာကြောင့်လဲဆိုတော့ဒီပစ္စည်းတွေအိမ်မော်ပြန်တင်ရတော့မှာမလို့အဲ့ဒါကျွန်တော်တကယ်ကိုယ်တွေ့အဖြစ်ဖြစ်ဒါဟာဘာကိုပြတယ်လဲဆိုတော့ကျွန်တော်ရေးတဲ့ဝတ္ထုလေးနာမည်ကငိမ့်နိုင်ခဲ့ပါပြီတော်သည်နော်လူဆိုတာလောဘပေါ့နော်ဟောမိလောင်တော့ကလည်းလောင်မှာကြောက်လို့မိငိမ့်ပြီးတော့အခါကြတော့လေဒီပစ္စည်းတွေပြန်သေးဖို့အတွက်လောဘဒေါသမောဟအဲ့ဒါလေးကိုပြတာ ်ဝတ္ထုလေးပါပဲနော်အဲ့တော့ကျွန်တော်ခုနပြောတာတွေကလက်တန်းပေါ့နော်စကားမဆဆိုတဲ့အတိုင်းလက်တန်းပြောတာကျွန်တော်မှာလည်းမှတ်တမ်းမှတ်ရာတွေနဲ့ဒီဘက်ကကျွန်တော်တို့ဥကျော်တို့အနေနဲ့ရတော့ဂီယူဒီဇိုက်နော်တီယူတရားပေါ့နော်တန်းလွင်ကန်းကြီးကိုဖိတ်ဖုံနေဒီချင်းချင်းဆက်လှုပ်ရှားပါတယ်ကျွန်တော်ဘက်ကကြာပြန်တော့လဲမှတ်တမ်းမှတ်ရာတွေနဲ့မလုံနိုင်ဘူးမလုံနိုင်ဘူးဆိုတာစကားမဆက်လို့နာမည်ပေးထားတဲ့အတိုင်းကျွန်တော်ကစကားမဆက်ပဲ ပြောရမှာကိုအဲ့တော့လက်တလို့ဖြတ်ခနဲပေါ်လာတဲ့ကိစ္စကဘာလဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကရိုက်ခဲ့တဲ့ရုပ်ရှင်ဇလန်းတူလေးပေါ့လေနော်တခြားမဟုတ်ပါဘူးဇာကြီးဆရာသတင်းစာဆရာကြီးဦးသိန်းဖြင့်မြင့်နော်ကျွန်တော်ကျွန်တော်အဖေထက်တောင်ကြီးပြီးတော့ခုရှိရင်90တရားပေါ့ဗျာနော်သူ့ရဲ့နေဝင်ခြင်းအချစ်ဆိုတဲ့ဝတ္ထုလေးပါအဲ့ဒါလေးကဘာလဲဆိုတော့ ျွန်တော်ပြီးခဲ့တဲ့အပတ်ထရရင်ကျွန်တော်နဲ့ချူပြုံးနဲ့ခလေးစားလိုက်နှစ်ယောက်နဲ့ကျွန်တော်ရက်ခဲ့ပါတယ်သိကောင်းတာပဲဗျာဒီကန်တော်ကြီးပတ်လန်းပေါ့နော်ကန်တော်ကြီးပတ်လန်းကနေပြီးတော့ဒီဘက်ကအဖိုးနဲ့မြီးလေးနဲ့ဟာလမ်းလျှောက်လာတယ်လက်ရည်လက်ဝဲကြီးကအဖွားနဲ့မြီးမာလေးဟာလမ်းလျှောက်လာတယ်နော်ပြီးတော့သူတို့ဘိုးချုပ်ကြီးရရှိကို တူတွဲပြီးဝင်သွားကြတယ်တယောက်ကိုတယောက်မသိဘူးအဲမြီးလေးနှစ်ယောက်ကဘူဂျူကြီးကိုရှေ့မှာသွားပြီးစော့နေကြတယ်နော်အဖိုးကြီးကလည်းစေပရီထုတ်စိတ်တယ်အဖွားကြီးကလည်းအင်္ဂလိပ်မဂ္ဂဇင်းဆောင်ထုတ်ဖတ်တယ်ပေါ့နော်အဲ့လိုကနေပြီးတော့ဖြတ်ဆိုကြည့်တော့တယောက်ကိုတယောက်မကျွန်တော်နဲ့ချူပြုံးပေါ့လေကျင်းကျင်းဖြတ်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 နဲ့ဘာမြင်လာလဲဆိုတော့ငယ်ဘဝတွေကိုသွားမြင်လာတယ်အော်ငယ်ငယ်တုန်းကရေးစားတယ်အိမ်ကသဘောမတူလို့ဝဲသွားကြတယ် ရေးစားတယ်။အဲ့ဒီနေရာကတော့ကျွန်တော်ကဟွာလုတ်လိုက်တာပေါ့လေ။အဲဖိုးသောကြာနဲ့စူပန်ထွားကိုထည့်လိုက်တာပေါ့လေ။ကျွန်တော်တို့ငွေဘွားကိုပေါ့လေ။အစင်မပြီးဖြစ်သွားကြတယ်ပေါ့လေ။အဲအဲ့လိုကနေပြီးတော့မှအခုအချိန်မှာတော့အကုန်လုံးလဲသူ့အိမ်တော်နဲ့သူဖြစ်ပြီးတော့ကိုမြည်ရရတော့မြည်လက်ဆွဲပြီးတော့တယောက်ကလည်းဒီဘက်ကတယောက်ကလည်းဒီဘက်ကဘူဂျူပန်းညာနဲ့ကိုလာကြတယ်ပေါ့လေ။အဲ့ဒီအချိန်မှာအဖိုးကြီးထထသွားပြီးတော့ဖွားကြီးကိုမင်းဘသူမို့လားပေါ့။ဆိုတော့ဖွားကြီးကလည်းဟုတ်ပါတယ်ပေါ့။ အင်းဟုတ်ပြီဟုတ်ပြီဟုတ်ပြီဆိုပြီးတော့မှနှစ်ယောက်အတူတူရှင်းထိုင်ပြီးတော့လက်တဲကစိတ်ပရိကန်ရဲ့ကလေးနဲ့အဖိုးကြီးရဲ့လက်ကအဖွားကြီးရဲ့လက်ကလေးကို gain ပြီးတော့နေလေးကလည်းဝင်နေပြီငယ်ချစ်ဦးနှစ်ယောက်ပြန်ဆုံရတာလေပေါ့လေအဲ့ဒီအချိန်မှာကလင်းငူတန်ကြာဝါဆိုကလင်းငူတန်ကြာတော့ကြိလိုက်တော့မင်းနှကောင်ကဘူဂျူကြီးကိုရှီမှာထပ်တယ်အဲ့ဒီအချိန်မှာ စိုးစောရာစီပရီလီနဲ့ရောပြီးကင်ထားတဲ့လက်နှစ်ခုဟာဆက်ဆိုပြီးတော့တခါလေကွာထွက်သွားပြီးတော့ကိုမြင့်ရှိကိုကိုပြေးကြတယ်ပြေးလဲပြေးပြီးရောကိုမြင့်ကိုဆွဲတယ်ဆွဲပြီးတော့ဘူဂျုတ်ကြီးကိုရှိမှာပဲဘူဂျုတ်ကြီးကိုအားလုံးမြင်မှုပါတယ်နော်လက်ကြီးတားထားတာပေါ်ကနေပြီးတော့အဲ့တားနေတဲ့ကြားထဲမှာပဲအဖိုးကြီးနဲ့အဖွားကြီးထားစကြတာအဲ့ဒါလေးကို ကျွန်တော်အခုပြီးခဲ့တဲ့ပတ်ကရင် ရိုက်ထားပါတယ်မြဝတီကနေပြီးတော့ပြပါလိမ့်မယ်ရှီတော့ဇာဟေးဆရာကြီးသတင်းစာဆရာကြီးဦးသိန်းဖေမြင့်ရဲ့ဝတ္ထုလေးပါเนาะဒါကျွန်တော်ကြော်ညာတဲ့သဘောလူထိုင်းလည်းရပါတယ်ဒါလေးကအလွန်လှတယ်နေဝင်ချင်းအချစ်ကလေးပါအဲ့ဒီအချိန်မှာ နေဝင်သွားပြီဆိုတဲ့ဟာလေး ਨੇ ကျွန်တော်ဆုံးသတ်ထားပါတယ်เนาะကဲဒီအပတ်တော့ဒီလောက်နဲ့ပဲနားပါရ